မင်္ဂလာပါရှင်2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းနလန်ပြန်မထူနိုင်သေးတဲ့မြမစီးပွားရေးဟာမက်စလာနောမိုင်းနှုံးကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ပိုပြီးဆိုးရွားလာခဲ့တယ်လို့ကမ္ဘာ့ဘဏ်ကထုတ်ပြန်လိုက်ပါတယ်။ မြမစီပွားရေးဟာငလျင်ကြောင့်2025 2026ဘဏ္ဍာနှစ်အတွင်းနှစ်တသမ900ကန်တို့ကျုံဝင်သွားနိုင်ပွဲရှိတယ်လို့ဇွန်လ12ရက်ကြာတာပရီနေ့မှာထုတ်ပြန်တဲ့ကမ္ဘာဘဏ်ရဲ့အစီရင်ခံစာကဖော်ပြထားတာပါ။ပြန်အား9.9 Richter scale ရှိတဲ့ငလျင်ကြောင့်ပိုင်ဆိုင်မှုနဲ့အခြေခံအဆောက်အုံတွေအပေါ်ဓာတ်ရိုက်ပစ္စည်းမှုကခမန်းချေ American Dollar 7 billion ဒါမှမဟုတ်နိုင်ငံရဲ့ပြည်ရင်းသတင်းထုတ်လွှင့်မှုတန်ဖိုး GDP ရဲ့14%ကျော်ရှိပြီး ်စီးပွားရေးထုတ်ကုန်ကလည်းအမေရိကန်ဒေါ်လာ1ဘီလီယံလောက်ရော့ချသွားခဲ့တာပါငလင်ကြောင့်လူပေါင်း18တန်းထိခိုက်ခဲ့ရပြီး9တန်းဝန်းကျင်ကတော့အပြင်းထန်ဆုံးထိခိုက်ခဲ့ရတယ်လို့ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ စစ်ကောင်စီကတော့ငလျင်ကြောင့်လူပေါင်း3900ကျော်တေဆုံးခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။ငလျင်လုံခတ်မှုကြောင့်လူသေဆုံးမှုနဲ့အိုးအိမ်ဆုံးကထွက်ပြေးရမှုတွေတိတိတတ်တာဖြစ်ပေါ်ခဲ့ပါတယ်။ဒါ့အပြင် နလန်ပြန်မထူနိုင်သေးတဲ့စစ်ပွားရေးက အခြေအနေပိုဆိုးလာကမြန်မာပြည်သူတွေရဲ့ခံနိုင်ရည်ကိုပိုပြီးဆန်းသက်နေတာဖြစ်တယ်လို့ဘန်ကောက်အခြေစိုက်ထိုင်းနဲ့မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ဘဏ်ဌာနခွဲဒါရိုက်တာမယ်လင်ဒါကုကအစီရင်ခံစာမှာဆိုပါတယ်။ မြန်မာနိုင်ငံမှာငလျင်အပြင်ရေကြီးရေလျှံမှုတွေလည်းဖြစ်ပေါ်ခဲ့တဲ့အတွက်မြမစီးပွားရေးဟာ2024-25ဗန္ဒာရီနှစ်မှာတိရခိုင်နှုန်းကျုံးဝင်နိုင်တယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ ဒါပြင်ငလင်ကြောင့်နိုင်ငံတွင်စီးရဲနှံပါမှုနှုန်းကနေ့တစ်သမ800ကန်တုံးထိတိုးလာပြီးပြည်သူတွေကိုစီးရဲတွင်နဲ့ပို့ပြီးတိုးပို့လာနိုင်တယ်လို့အစိုးရကစာမဖော်ပြထားပါတယ်။ငလင်မလုတ်ခင်ထုတ်ပြန်ခဲ့တဲ့စစ်တမ်းတစ်ခုမှာတော့မြန်မာနိုင်ငံရဲ့စီးရဲနှံပါမှုနှုန်းက2024ခုနှစ်မှာ31ရာခိုင်နှုန်းရှိလိမ့်မယ်လို့ခန့်မှန်းထားပါတယ်ရှင်။